လဖတ်စိန်ရင်နွေးချံ green tea တောက်ချင်းရဲ့အကျိုးကျေးဇူးခွန်နှခုအားလုံးပဲမင်္ဂလာပါ Dan Medical Mystic Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လဖတ်စိန်ရင်နွေးချံ green tea တောက်ချင်းရဲ့အကျိုးကျေးဇူးခွန်နှခု အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာလဲကျမရင်းနဲ့အညီညွတ်ဆုံးရင်နွေးချံလုံနီအကြောင်းကိုပါပြောပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးဖို့တိုက်တွန်းပါတယ်ခင်ဗျာရင်နွေးချံဟာသိပ္ပံပညာအရကျမရင်းနဲ့ညီညွတ်တယ်လို့လက်ခံထားတဲ့ ရှာရှာပပတောက်เสียတမျိုးဖြစ်ပါတယ်။ဒါပေမဲ့ကောင်းနေဆိုတိုင်းလဲအလွန်အကျွံတော့မတောက်တင်ပါဘူး။လက်ဖက်စင်းရင်နွေးချမ်းရဲ့အကျိုးကျေးဇူးတွေကတော့နံပါတ်၈ကင်းစာယောဂါကိုကာကွယ်နိုင်ပါတယ်။လက်ဖက်စင်းရင်နွေးချမ်းကတင်ရွတ်အရန်ကောင်းတဲ့အကြောင်းအရာတွေတဲကနံပါတ်၈အချက်ကတော့ကျန်းမာရေးနဲ့ညင်ညွတ်တဲ့အာဟာရဓာတ်တွေအများကြီးပါတာပါပဲ။လက်ဖက်စင်းရင်နွေးချမ်းမှာပါဝင်တဲ့ဗိုင်းရောအက်တစ်ပိုလီဖီနောတွေကကျန်းမာရေးအတွက်အရန်ကောင်းပါတယ်။အဲ့ဒီတဲက ဖလေဗိုနိုင်းဖက်တီကင်စားတဲ့အန်တီအောက်ဆီဒန့်တွေကိုတော့ကြားပူးကြမှာပါအန်တီအောက်ဆီဒန့်ဆိုတာ free radical တွေကြောင့်ဖြစ်စေတဲ့ခန္ဓာကိုယ်ရဲ့ပျက်စီးမှုတွေကိုကာကွယ်ပေးပါတယ်ဒီပျက်စီးမှုတွေက အချိန်ကြာလာတဲ့အခါမှာတော့ကင်ဆာရောဂါကို ဖြစ်စေပါတယ်တင်တို့အိမ်ကရေပိုက်တွေမှာတခါတလေတန်ကြီးတက်နေတာကိုတွေ့ဖူးကြမှာပါခန္ဓာကိုယ်အတွင်းမှာ free radical တွေကြောင့်ဖြစ်တဲ့ပျက်စီးမှုကလည်းဒီလိုတန်ကြီးတက်တာနဲ့ပုံသဏ္ဍာန်အတူတူပါပဲ အန်တီအောက်ဆီဒန့်တွေကတော့ဒီလိုတန်ကြီးတက်မှုမျိုးမဖြစ်အောင်ကာကွယ်ပေးတာပါလက်ဖက်စင်းရင်နွေးချမ်းကိုတောက်တဲ့အခါမှာကင်ဆာဖြစ်နိုင်ခြင်းနဲ့တယ်လို့အရင်ကတည်းကပြောခဲ့ကြပါတဲ့ဒါကလည်းလက်ဖက်စင်းရင်နွေးချမ်းမှာပါတဲ့အန်တီအောက်ဆီဒန့်တွေအကြောင်းလို့ကောက်ချက်ခြားထားကြပါတယ်ဒါပေမဲ့ဒီအန်တီအောက်ဆီဒန့်တွေကကာကွယ်ပေးတာကိုပဲလုပ်ပေးနိုင်တာဖြစ်ပြီးလက်ဖက်စင်းရင်နွေးချမ်းတောက်လို့ကင်ဆာမျိုးစုံကိုကုသနိုင်တာမျိုးတော့မဟုတ်ပါဘူးနံပါတ်2ကတွင်းနဲ့ကောင်းစေပါတယ် တဲမှာကတွင်နဲ့စိုးနေရင်တော့လက်ဖက်စင်းရင်းနှွေးချမ်းကို တောက်ပေးသင့်ပါတယ်။အရှင်မပြောသွားတဲ့လက်ဖက်စင်းရင်းနှွေးချမ်းထဲမှာပါတဲ့ကတိကင်းဆိုတဲ့အဟာရတက်ဟာကနာကိုတဲကဗတိဗီးယားတချို့ကိုခြေမုံနိုင်ပါတယ်။ပါဇက်အနက်ထွက်စေတဲ့ဗတိဗီးယားတွေကိုလက်ဖက်စင်းရင်းနှွေးချမ်းကတပ်ပစ်နိုင်တယ်လို့လေလာစမ်းသပ်ချက်တွေအရာလဲတွေ့ရှိထားရပါတယ်။အဲ့ဒီဗတိဗီးယားတွေနဲသွားရင်သွားချေးတက်တာလဲတက်တာသွားနိုင်ပါတယ်။ဒါကြောင့်လက်ဖက်စင်းရင်းနှွေးချမ်းတောက်ချင်းဟာသွားပိုးစားတာကိုလည်း ဖြစ်နိုင်ခြေရော့ချစေသလိုကတွင်းနဲ့စိုးချင်းကနေလည်းကာကွယ်ပေးပါတယ်။နံပါတ်3အာယုံစူးဆိုင်မှုကောင်းစေပါတယ်။လက်ဖက်စင်းယူနေချက်ဟာတင့်ကိုကတုံးကရင်မဖြစ်စေဘဲတည်ငြိမ်တဲ့ခွန်အားကိုပေးနိုင်ပါတယ်။လက်ဖက်စင်းယူနေချက်မှာဆိုရင်ကော်ဘီကွက်တစ်ခွက်မှာပါဝင်တဲ့ကဖင်းနဲ့ညီမျှတဲ့ကဖင်းဓာတ်30ကနေ50မီလီဂရမ်ပါဝင်ပါတယ်။ဒါကြောင့်အာယုံစူးဆိုင်မှုကိုကောင်းစေတယ်၊စိတ်ဓာတ်ကိုတက်ကြွစေတယ်။ဒါပေမဲ့ ေါ်ဖီတောက်သလိုကတုံကရင်တော့မဖြစ်စေပါဘူး။တင်းအုံနောက်လောဆောင်ချက်ကိုတိုးတက်စေဖို့ကဖေးနဲ့တွဲဖက်ပြီးအကျိုးပြုနေတဲ့လက်ဖက်စိမ်းရင်နွေးချမ်းတဲကနောက်ထပ်အာဟာရဓာတ်တခုကတော့အာသီရနိုင်ပါ။ဒီတက်ကတခြားစိတ်ငြိမ်ဆေးတွေလို ထုံထိုင်းမိုးဝယ်မှုကိုမဖြစ်စေဘဲအုံနောက်ကိုဖြေလျှော့ပေးပါတယ်။နံပါတ်၄နှလုံးချမ်းမရေတွဲကောင်းပါတယ်။လက်ဖက်စင်းရင်ွေးချမ်းကအသင်းနှလုံးချမ်းမရေကိုလည်းကောင်းစေပါတယ်။တရိษံတွင်နဲ့တခွဲခန့်ဆန်းတမ်းမှုတွင်မှလက်ဖက်စင်းရင်ွေးချမ်းဟာ ောင်းတဲ့ကိုလက်စထရောကိုတိုးစေပြီးမကောင်းတဲ့ကိုလက်စထရောကိုရောကျစေတယ်လို့တွေးရှိရပါတယ်။တရိတ်ဆန်တွေလူတွေနဲ့တခွဲခန့်စမ်းသပ်မှုတွေအကြောင်းလက်ဖက်စင်းရင်းနှွေးချမ်းကကျွေးဖိအားကိုလည်းရောကျစေနိုင်ပါတယ်။ကျွေးဖိအားကိုပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ဖို့ကလည်းတင်းနှလုံးကျန်းမာရေထွက်အရင်အရေးကြီးပါတယ်။လက်ဖက်စင်းရင်းနှွေးချမ်းမှာဒီလိုမျိုးနှလုံးကျန်းမာရေထွက်ကောင်းတဲ့အကျိုးအာနိသင်တွေရှိနေပါတယ်။ဗန်ကအစီကျစေပါတယ်။ လက်ဖက်စင်းရင်နွေးကြံ့ဟာအစီချဖို့အတွက်လည်းအသုံးဝင်ပါတယ်ဒါကတော့လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်တဲ့အတွက်လေလာဆန်းသတ်မှုအားလုံးကတော့သဘောတူထားတဲ့အချက်မဟုတ်ပါဘူးဒါပေမဲ့လက်ဖက်စင်းရင်နွေးကြံ့ဟာဇီဝဖြစ်စဉ်နဲ့အစီချဖြတ်မှုကိုတိုးတက်စေလို့အစီတွေကိုလောင်ကျွမ်းစေပြီးအကျိုးဆက်အနေနဲ့အစီကျစေပါတယ်နံပါတ်6တင့်အုံနောက်ကိုကာကွယ်နိုင်ပါတယ်ကျွန်တော်တို့ခဏခဏထည့်ပြောနေတဲ့လက်ဖက်စင်းမှာပါဝင်တဲ့ကတိကင်းဆိုတဲ့အာဟာရဓာတ်ဟာ အကျိုးစရာယောဂအဲဆိုင်းမားနဲ့ပါကင်ဆန်ယောဂဖြစ်နိုင်ခြေကိုရှော့ချနိုင်တယ်လို့တရိဆန်တွင်နဲ့တခွဲခန့်စမ်းသပ်မှုရလတ်တွေရသိရပါတယ်။ဒါကြောင့်ဖြစ်တယ်ဆိုတာတော့တိမ်ပန်နီးကြတေးကြတဲ့အဖြစ်မရှိသေးပေမဲ့အုံနောက်ထဲမှာပရိုတင်းချေးတွေဖြစ်ပေါ်ခြင်းကိုချော့ချစေတဲ့အတွက်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။နံပါတ်9လက်ဖက်စင်းရင်နွေးခြင်းဟာအသက်ရှည်စေနိုင်ပါတယ်။ဒါကတော့တကယ်ကိုအရေးကြီးဆုံးအချက်ဖြစ်ပြီးလူတိုင်းစိတ်ဝင်စားကြတဲ့အကြောင်းရင်းတစ်ခုပါ။လက်ဖက်စင်းရင်နွေးခြင်းတောက်ခြင်းက တင်းကိုအသက်ရှည်စေနိုင်ခြင်းရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလေးလာစမ်းသပ်မှုတွေလည်းအများကြီးလှူထားကြပါတယ်။လူပေါင်း၄000ကျော်ပါတဲ့လေးလာမှုတစ်ခုအရာတော့တနေ့ကိုလပတ်စင်းရင်ွေချံ၃ခွက်ကနေ၅ခွက်အထိတောက်တဲ့သူတွေဟာတက်တန်းပိုရှည်တယ်။တည်ဆောင်းမှုကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေရောကြတယ်။နှလုံးယောဂါနဲ့လေဖြန့်ယောဂါဖြစ်နိုင်ခြေကိုရှော့ချပေးတယ်။ဒါပေမဲ့ကြိုးချောင်းဆင်ခြင်ပြီးတော့တီထားတင်တာကတော့လပတ်စင်းရင်ွေချံတောက်တဲ့သူတွေကအသက်ပိုရှည်ကြတယ်ဆိုပေမဲ့ လက်ဖက်စင်းရင်ွေးချမ်းကတော့တခုတည်းသောအသက်ရှည်စေမဟုတ်ပါဘူးလက်ဖက်စင်းရင်ွေးချမ်းတောက်တာနဲ့အသက်မသေးတော့ဘူးလို့တော့မယူဆစေချင်ပါဘူးကျမရင်းနဲ့ညီညွတ်တဲ့ရင်ွေးချမ်းပြုလုပ်နေကျမရင်းနဲ့အညီညွတ်ဆုံးရင်ွေးချမ်းပြုလုပ်နေကိုလည်းပြောပြပေးသွားပါမယ်ရင်ွေးပပွက်စုတဲကိုလက်ဖက်စင်းရွက်ကိုတိုက်ရိုက်မထဲလိုက်ပါနဲ့ဒီလိုထဲလိုက်ရင်အရှိမပြောသွားတဲ့ကတိကင်ဓာတ်တွေကပြတ်စည်းသွားမှာပါကဖင်းထုတ်ထားတဲ့လက်ဖက်စင်းရွက်ကိုလည်းမသုံးပါနဲ့ကဖင်းထုတ်တဲ့လုပ်ငန်းရှင်မှာ လက်ဖက်စိမ်းရွက်ထဲကအာဟာရဓာတ်တွေအများကြီးပါသွားတတ်ပါတယ်။ရင်းရွေးချမ်းထဲကိုရှောက်သေးထဲတော့ရင်ရေအာဟာရဓာတ်တွေကိုစုပ်ယူမှုအားပိုကောင်းစေမှာပါ။ဈေးပေါ်တဲ့လက်ဖက်စိမ်းရွက်ချောက်တွေကိုမသုံးဘဲအရေးအသွေးမြင့်ထုတ်ကုန်ကိုရွေးချယ်ပေးပါ။လက်ဖက်ချောက်အကောင်းစားတွေမှာအရှိမပြောထားတဲ့အာဟာရဓာတ်တွေပိုမိုပါဝင်ပါတယ်။လက်ဖက်စိမ်းရွက်ကသင်ရွက်ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိပေမဲ့လက်ဖက်စိမ်းရွက်ကထုတ်ထားတဲ့ဈေးတွေတော့မတော့တင်ပါဘူး။တကယ်အရွက်ချောက်အစိကတော့ ဒီလိုအားဆေးတွေတဲ့အများကြီးပိုကောင်းပါတယ်။ဒါဆိုရင်ဒီနေ့ပြောပြထားတဲ့လပတ်စင်းရင်ွေးချံ Green Tea တောက်ချင်းရဲ့အကျိုးကျေးဇူးခွန်နှခုကိုကျမ်းမာရေးဘူးအတုဒအနေနဲ့သိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွင်မှလည်းလူကြီးမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဘူးအတုဒရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ The Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါအောင်ခင်ဗျ။ကျွန်တော်တို့ရဲ့ The Medical Mistake Channel မှာတင်ဆက်ပေးနေသောကျမ်းမာရေးဆိုင်ရာအကြောင်းအရာများသည့် ဇယဝွန်တွေကိုတိုင်းတီးဖြတ်ထားတဲ့တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေလာမှတ်သားနိုင်ပါတယ် Dan Medical Mystic YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Mystic Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့ကြောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ